ကမ္ဘာအကြီးဆုံးလေယာဉ်ကြီးများတင်ဘလောက်ကြီးမားတဲ့လေယာဉ်တွေကိုမြင်ဘူးပါတယ်ယနေ့မှာတော့ကမ္ဘာအကြီးဆုံးလေယာဉ်တွေကိုခြုံငုံပြောပြပေးပါမယ်လေယာဉ်တစ်စီးကိုကြည့်လိုက်တာနဲ့ပြန်တန်းနိုင်မယ်လို့မထင်နိုင်လောက်အောင်ကိုကြီးမားကြပါရယ်ဒီအန်အောပဲလေယာဉ်တွေကိုတိဆောင်းမှုနဲ့အတုံးချမှုတွေကလည်းတိတ်ကိုစိတ်ဝင်စားဖို့ကောင်းပါရယ် Number 1 Antonov N225 Maria Antonov N225 Maria လေယာဉ်ကတော့ကမ္ဘာအကြီးဆုံးကုန်တင်လေယာဉ်ဖြစ်ပါရယ် တောင်မအလျား88မီတာနဲ့အလေးချိန်640တန်လောက်ထိတင်နိုင်တဲ့လေယာဉ်မှာဒီလေယာဉ်ကအလွန်ကြီးမားတဲ့ spacecraft တွေ tanks တာဝါတွေကိုတောင်တည်ယူပို့ဆောင်နေပါတယ်။ဒါပေမဲ့2022ခုနှစ်မှာ Ukraine ရုရှားစစ်ပွဲကြောင့်ဖြတ်စည်းခံခဲ့ရပါတယ်။ Number 2 Airbus A380 Airbus A380 လေယာဉ်ကခရီးသည်တင်လေယာဉ်အမျိုးအစားဖြစ်ပြီးတော့ခရီးသည်850လောက်ကိုတင်ဆောင်နိုင်ကအခမ်းအနတ်ထပ်ပါတဲ့ပထမဆုံးဂျက်လေယာဉ်ဖြစ်ပါတယ်။ ဒီလရင်ထဲမှာတော့ VIP lounge တွေ first class suits နဲ့ရေချိုးကမ်းများစွာထည့်သွင်းတာတိစောက်ထားတာဖြစ်ပါတယ်။ Number 3 Lockheed C5 and Super Galaxy American Leader ရဲ့ C5 and Super Galaxy ကစစ်ဘက်ဆိုင်ရာအတွက်အကြီးမားဆုံးလေယာဉ်တွေကတစ်စင်းဖြစ်ပါတယ်။ဒီလရင်ကစစ်ဘက်ဆိုင်ရာကုန်ပစ္စည်းတွေတိုက်ခိုက်ရေးရင်းနဲ့စစ်သားတွေကိုတင်နေသလို1000ကီလိုမီတာအကွာအဝေးထိအကောင်းဆုံးပြန်တန်းနိုင်ပါတယ်။ Number 4 Boring 7478 Boring 7478ကထောင်ကိုရခုနှစ်ဆယ်ခုနှစ်ကလေးကနာမည်ကြီးလာခဲ့တဲ့ဂျမ်ဘိုဂျဲရဲ့နောက်ဆုံးမျိုးဆက်ဖြစ်ပါတယ်။ဒီလေရင်ကို VIP private jet အဖြစ်ပြောင်းလဲထားပြီးတော့သမရာတွေနဲ့ဘီလီယံနာတွေကတုံးနေကြပါတယ်။ Number 5 Straddle Launch Rock Straddle Launch Rock လေရင်ကကမ္ဘာအတောင်ပိုင်းအရှည်ဆုံးလေရင်ဖြစ်ပြီးတော့၁၁၈မီတာရောက်ရှိပါတယ်။ ဒီလရင်ကိုအာဂါသရဲထွက်ဖို့ဒုံးပြက်နေအတွက် launch platform ဖြစ်အသုံးပြုပါရယ်ဒီလရင်ကြီးတွေကတကယ်ပဲအန်အောင်ဆရာကောင်းတဲ့ဤပညာရည်နဲ့တိစောက်ထားကြတာဖြစ်ပါရယ်တင်အကြိုက်ဆုံးလရင်ကဘလို့လဲမှတ်ချက်ပေးခဲ့ဖို့မမေ့ပါနဲ့နော်